ကျောင်းမဖွဲ့ကောင်းတဲ့အယိုးတွေကိုတောင်ချစ်ဖြတ်နိုင်တဲ့အရေးကအမှန်တကယ်ပဲရှိပါတယ်။မားရောရဲ့ပတ်ဝန်းကျင်မှာလည်းရှိနေနိုင်ပါတယ်။လွန်ခဲ့တဲ့မကြသေးမီကဟန်ကျုံမြို့မှာမြို့သမီးတယောက်ကလမ်းလျှောက်နေစဉ်ပျက်စီးနေတဲ့ဘူးတစ်ခုကိုမတော်တဆနီးမိရာကနေဘူးတွေကဘာမှမသိတဲ့အရေးတွေကနေခြေထောက်ပေါ်ဖိတ်ဆင်ခဲ့ပါတယ်။ရက်နေငယ်အတွင်းမှာပဲကုသမှုမအောင်မြင်မဲ့သူမတေဆုံးသွားခဲ့ပါတယ်။ ောက်ပါမှမသိပဲကြံနေခဲ့တဲ့အရေးကဒါရုဗေဒလောကမှာနာမည်ဆုံးနဲ့ကြော်ကြားနေတဲ့ hydrofluoric acid ပဲဖြစ်ပါတယ်ဒါကိုအယိုးကိုချေဖြတ်တဲ့အရေးလို့လည်းခေါ်ကြပါဗျ။ကြောက်အောင်ခြောက်နေတာမဟုတ်ပါဘူး။အဲ့ဒီအရေးတွေကအယိုးကိုအမှန်တကယ်ပဲချေဖြတ်နိုင်တာကြောင့်ဖြစ်ပါတယ်။ acid တက်ကိုတိုင်းတာတဲ့ pH တန်ဖိုးအရာ သူ့ရဲ့ pH က2.0ကျော်သာရှိပြီးတော့ပြင်းအမြင့်အဆစ်လိုတော့မခေါ်နိုင်ပါဘူးဒါပေမဲ့သူ့ရဲ့လူသက်ပုံနီလန်းကတော့အယံကိုရက်ဆက်ပါတယ်ပြင်းအမြင့် sulfuric acid ရဲ့တိုက်ခိုက်မှုကမီးရှို့ခြင်းနဲ့တူပါက hydrofluoric acid ရဲ့တက်ဖြတ်မှုကနူးညံ့သိမ်မွေးတဲ့ပုတ်ဆွေးခြင်းနဲ့တူပါတယ်သူကအရေပြားဖို့ကိုကြောက်ရွံ့တဲဆိုလို့ရှိရင်နာကျင်မှုမရှိသလောက်ပါပဲအရေပြားနီးရဲရရန်ခြင်းဒါမှမဟုတ်အနည်းငယ်ဖြူပွေးခြင်းသာရှိနိုင်ပါတယ်ဒါပေမဲ့အဲ့အချိန်တုန်းကပဲတင်းရဲ့အရေပြားကိုဖောက်ထွင်းပြီးတော့ပြကြော်တွေထဲထိဝင်ရောက်ပြီး အာယုံကြောတွေနဲ့သွေးကြောတွေတခြားအောက်ကိုစီးဆင်းသွားပါတယ်။ Fluoride Iron ကအရွယ်အစားအလွန်သင်းငယ်တဲ့အရေပြားအသားစီးတွေကိုအလွယ်တကူဖြတ်တန်းဝင်ရောက်နိုင်ပါတယ်။ Fluoride Iron ကခန္ဓာကိုယ်အတွင်းမှာရောက်ရှိတဲ့အချိန်မှာတော့ Calcium နဲ့ပေါင်းစပ်ပြီးတော့ Calcium Fluoride အနေအနစ်တွေကိုဖြစ်ပေါ်စေပါတယ်။ Calcium ကလူခန္ဓာကိုယ်ရဲ့အသက်ရဲ့ battery ပဲဖြစ်ပါတယ်။တဲ့နှလုံးခုန်ခြင်း၊အာယုံကြောပုတ်လွှတ်ခြင်းနဲ့သွေးခဲခြင်းတွေအားလုံးကိုသူကထိန်းသိမ်းထားပါတယ်။ ကေစီယန်ကိုလူယုံချင်းခံလိုက်ရတာနဲ့တင့်ရဲ့ဆဲတွေကလေးဖြတ်တလို့မျိုးပဲကျွတ်သားတွေကတောင့်တင်းသွားပြီးနှလုံးကလည်းချက်ချင်းရက်ဆိုင်သွားပါတယ်။အဲ အပြင်ရိုးတွေကခန္ဓာကိုယ်ရဲ့ကြီးမားဆုံး KCN တူလောင်တဲ့နေရာဖြစ်တာကြောင့်မို့လို့ fluoride ion တွေကအဓိကတိုက်ခိုက်တဲ့ပြစ်မှတ်ဖြစ်လာပါတယ်။ရိုးတွေမှာ KCN fluoride အမြောက်အများစုပေါင်းလာပြီးတော့ရိုးသိပ်သီးစပြိုကျသွားပါတယ်။အဲ့ဒီနာကျင်မှုတွေကိုရိုးတွေတစ်ပြေးပြေးရေပြောသလိုဖော်ပြထားကြပါတယ်။ဒါကြောင့်မို့လို့ရိုးကိုချစ်ဖြတ်တဲ့အရေးလို့လဲခေါ်ကြတာပါ။တစ်ချိန်ကဩစတြေးလျသုတေသနတယောက်က80ခိုင်နှုန်းပဲရှိတဲ့ hydrofluoric acid 100မီလီမီတာကိုသူ့ရဲ့ခြေထောက်ပေါ်မှမတော်တဆဖိတ်ဆင်မိခဲ့ပါတယ်။သူ့ရဲ့ပြင်းအားကိုတိထားတာကြောင့်ရေတွေနဲ့ဆေးကြောပြီးရဲ့နောက်မှာရေခဲနဲ့ကိုချက်ချင်းခုန်ဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ခြေထောက်ကိုဖျက်လိုက်ရပြီးတော့နှစ်ပတ်အကြာမှာပဲသူသိမ်းဆုံးသွားခဲ့ပါတယ်။ပိုပြီးကြောက်စရာကောင်းတာက hydrofluoric acid ကဒီအယိုးကတမကဖန်ခွက်ကိုပါဖြည့်ဆည်းနိုင်တဲ့တခုသေးသောအက်ဆစ်လည်းဖြစ်ပါတယ်။ဒါကြောင့်စခွနေရစုကနေစတင်ပြီးတော့ဖန်ခွက်ထွင်းထုတ်ခြင်းမှာယနေ့အထိရေနံသက်ဆင်ခြင်း၊ချစ်ပြားတွေထွင်းထုတ်ခြင်းအထိ ခင်မိဆက်မှုလုပ်ငန်းတွေရဲ့အခြေခံအောက်မြစ်ဖြစ်တဲ့အရေးပါတဲ့ကဏ္ဍမှာပါဝင်နေပါတယ်။ဒါဒါပေမဲ့လည်းအသုံးပြုမှုခြေတက်နာကြောင့်ကျမတို့ရဲ့နေစဉ်ဘဝတွေမှာလူသိမသိတဲ့သေစေတတ်တဲ့အနေရရှိတာကိုဖြစ်လာစေပါတယ်။ဥပမာအိမ်ပြင်ဆင်ပြီးရနောက်မှာကျန်ရှိတဲ့တန့်ရှင်းရေးပစ္စည်းတွေ၊ဆက်ရုံဝန်းကျင်တွေကနေစွန့်ပစ်ပစ္စည်းတွေ၊ဘူးတွေ က်ခွဲခန်းတောင်းတာတို့ပစ္စည်းတွေနဲ့အချို့သောပြင်းအမြင့်တန့်ရှင်ဆေးရည်တွေကအိတ်ဓာတ်တွေပါဝင်နိုင်ပါတယ်။ Hydrofluoric acid နဲ့ချစ်တွေ့မိပါကချက်ချင်းရေနဲ့တန့်စင်စေကြောပါ။ချက်ချင်းစိတ်ကူးသားမှုခံယူပါ။ဘာလို့လဲဆိုတော့တမနစ်တိုင်းမှာအသက်ရှင်ခြင်းဒါမှမဟုတ်သေဆုံးခြင်းကိုသူကဆုံးဖြတ်ပေးနေရမလို့ပါ။အားလုံးပဲ baking ကျမ်းမာကြပါစေရှင်။